အဲ့တော့ကဲအဲ့တော့ကံမြောင်တော့ပြင်းကံဘက်လို့အဲ့တော့ဖြတ်မယ်။ဘာကြီးနေလိုက်ပါပဲ။ဟဲ့ဟဲ့တခါမှမမြင်ဘူး။အရင်ကြားလို့ရှိသေးသေးပဲကြား။ဟုတ်နေလိုက်လို့ဟဲ့နော်ငုတ်ကြလာကြ။ဟိုကဟိုဦးကြီးကြတော့မလာပါအယူကြီး။ဟိုကြီးရတယ်။ပြန်ရတော့ဘယ်မှာပြတ်မလဲမသိဘူး။ဟဲ့ကိုယ်ကိုယ်နေရတော့ဟောကောင်းတယ်မဟုတ်ဘူး။အဲ့ဒါလည်းမှားလာတော့ဟိုအော်အော်မလာတော့ဟဲ့ထားလို့ မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ပေါ်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းကလီဗီအာနယ်ရဝလက်တလောအမည် 92B ကတော့အိန္ဒိယနိုင်ငံချင်းနိုင်မျိုးရဲ့အရှိဘက်345မိုင်ကမြန်မာနိုင်ငံစစ်တွေမျိုးရဲ့အနောက်တောင်ဘက်မိုင်680ကနဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကိုလကတာမြို့တောင်အနောက်တောင်ဘက်မိုင်650မိုင်ကအကွာပဟိုပြုလျက်ရှိပြီးတော့ ညဖက်ဘင်္ဂလားပင်လယ်ကိုအနောက်အလယ်ပိုင်းကိုဆက်လက်ရွေ့လျားလျက်ရှိနေပါတယ်။လီဗီအားနဲ့ရောဟာဘင်္ဂလားပင်လယ်ကိုအနောက်လယ်ပိုင်းမှာအေဘလာ၁၀ရက်နဲ့၁၁ရက်နေ့တွေမှာမုန်တိုင်းဖြစ်နိုင်ခြေဟာ90ရာခိုင်နှုန်းရှိတဲ့ကြောင်း ECNWF Cyclone Genesis Chart ကလည်းကြိုတင်ခန့်မှန်းထားတာဖြစ်ပါတယ်။လီဗီအားနဲ့ရောဝင်ရဲ့အရှင်ကြောင့်အေဘလာ9ရက်ကနေစတင်လို့14ရက်15ရက်အတွင်းမှာရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊မကွေးတိုင်း၊မန်းလေးတိုင်း၊စကိုင်းတိုင်းနေပြီးတော့ရှမ်းပြည်နယ်၊မော်ပြည်နယ်၊ကရင်ပြည်နယ် တရားပြည်နယ်စတဲ့ဒေသတွေအတွင်းမှာနေရာစိမ့်စိမ့်နဲ့နေရာကွက်ကြားမိုးတင်တင်ကနေမိုးများနိုင်မယ်လို့မလူတာသူတေတီအွန်နိုင်ကဒီနေ့အေဘလာရှင်ရမနက်9နာရီအပဒိတ်မှာဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်အေဘလာရှင်ရမနက်2နာရီ ECNWF model update အရ Ivan Nadero B Livia နဲ့ရှင်ဝန်ကတော့အားပိုကောင်းလာပြီးတော့ Deep Depression မုန်တိုင်းငယ်အဆင့်ကိုရောက်လာနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အနောက်အလယ်ပိုင်းကိုရွေ့ရှားနိုင်တဲ့အကြောင်းတရားဝင်မိုးလွတဌာနတွေကလည်းထုတ်ပြန်ထားပြီးတော့ဆက်လက်ရွေ့ရှားနိုင်မယ့်လမ်းကြောင်းကိုတရားရဂိုင်းတို့အတိမပြုနိုင်သေးပါဘူး။ Zone Out မှာလည်းပဲတင်ထားတဲ့ JTWC တိုင်းတာကျဲရဗဟိုအနည်းလေတိုင်းတို့ဟာတနအီကို23မိုင်ကန်နဲ့ ဘောဖီယာဟာ1800ဟက်တိုပါစကယ်ရှိနေပြီးတော့လွန်ခဲ့တဲ့6နာရီအတွင်းမှာအနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ကြောင်းတွေ့ရတယ်လို့အေပလန်ရှင်ရဲ့မနက်2နာရီမှာလည်းမလူတာသူတေတီအွန်လိုင်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒါ့အပြင်အိန္ဒိယမူလဝတ္ထဌာန IMD ရဲ့အေပလ9ရက်ထုတ်ပြန်ချက်မှာမနေ့ကအထက်လေပွေလိုင်း UACC ကတော့ဒီနေ့မနက်9နာရီခွဲ IMD ကတိုင်းထွာချက်မှာလီဘီယာနဲ့ရှင်ဝင်ဖြစ်လာတဲ့ကြောင်းနောက်48နာရီတွင်အေပလ10ရက်အထိ ညအနောက်မြောက်ဘက်ဘင်္ဂလားပယ်လျော်အနောက်လယ်ပိုင်းကိုဆက်လက်ရွေ့လျှားမှာဖြစ်တဲ့အကြောင်းကျူတီခမန်းကြီးမော်တဲ့အများစုကဘင်္ဂလားပယ်လျော်အလယ်ပိုင်းမှာဖြစ်ပေါ်နေပြီးလက်ဝဲရင်လေးစီးကြောင်အားကောင်းတာကိုရောကြားစေတဲ့ဝေရှိယကြောင်အခုထပ်ပို့ပြီးတော့အားကောင်းလာနိုင်တဲ့အခြေအနေမရှိဘူးလို့ခန့်မှန်းထားပါတယ်။ IMD ထုတ်ပြန်ချက်အရလေပြင်းအားနဲ့ရှောင်းဝန်ကပို့ပြီးတော့အားကောင်းမလာနိုင်ပြီမဲ့မြောက်ဘက်ကိုဆက်လက်ရွှေရှားမဲ့လမ်းကြောင်းရဲ့ညာဘက်အခြမ်းမှာရှိတဲ့မြန်မာနိုင်ငံမှာတော့မိုးများနိုင်တာလေပြင်းတိုက်နိုင်မဲ့အခြေအနေတွေဖြစ်ပေါ်နိုင်တဲ့ကြောင့်ချိုတီခမ်းမိုင်းပေါ်တဲ့ရဲ့9ရက်9ရက်နေ့ည7:00နာရီ12ရက်ည7:00နာရီအထိခမ်းမန်းချက်တွေမှာလည်းတွေ့ရပါတယ် ဝန်ပြနိုင်တဲ့အခြေအနေကရခိုင်ပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းနေပြည်တော်တွေမှာဖြစ်ပြီးတော့အေရရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တရင်နိုင်တိုင်းတွေမှာတော့မိုးနှင်းငယ်ကနေမိုးတင်းတင်းသာရှိနိုင်တဲ့အကြောင်းခံမှန်းထားတာလည်းတွေ့ရပါတယ်။ ဆက်လက်ပြီးတော့2025ခုနှစ်ဧပြီလ10ရက်နေ့ဒီနေ့မိုးလွဲ2နာရီချိန်နင်းစင်မူလီဝတာတရင်ကိုဖော်ပြပေးပါမယ်။ရမန်နေ့မနက်9နာရီခွဲချိန်ကနေဒီနေ့မနက်9နာရီခွဲချိန်ထိမူလီဝတာတိုင်းထွားချက်တွေရတော့လွန်ခဲ့တဲ့24နာရီအတွင်းကရှမ်းပြည်နယ်တောင်ပိုင်းမှနေရာအနှံ့ပြရောက်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်မှနေရာဆဲဆဲနေပြီးတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းမှနေရာချင်းချင်းနဲ့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း AR တိုင်းဒေသကြီးကယားပြည်နယ် ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာကွက်ကြားမုန်းထေကျုံရွာပြီးတော့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တွေမှာတိမ်တင်းတင်းဖြစ်ထွန်းခဲ့ပါတယ်။နေ့ပူချိန်တွေကတော့ကချင်ပြည်နယ်မှာအင်ပယ်လာရဲ့ပြင်းမြအပူချိန်ထက်9ဒီဂရီဆယ်စီယပ် တရင်းနိုင်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်မှာအေပယ်လာရဲ့ပြည်မြအပေါ်ချိန်ထက်နေ့တိရီဆက်စီရပိုခဲ့ပြီးတော့ရောင်တန်းဒေသကြီးဘိုးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာအေပယ်လာရဲ့ပြည်မြအပေါ်ချိန်အောင်နေ့တိရီဆက်စီရနေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာအေပယ်လာရဲ့ပြည်မြအပေါ်ချိန်အောင်၃ဒီဂရီဆက်စီရကနေ၄ဒီဂရီဆက်စီရအထိ မကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာအင်ဘယ်လာရဲ့ပြင်းပြအပူချိန်အောင်9ဒီဂရီဆယ်စီယက်ကနေ6ဒီဂရီဆယ်စီယက်တိရှမ်းပြည်နယ်အရှေ့ပိုင်းမှာအင်ဘယ်လာရဲ့ပြင်းပြအပူချိန်အောင်10ဒီဂရီဆယ်စီယက်ရွံ့နေခဲ့ကကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအင်ဘယ်လာရဲ့ပြင်းပြအပူချိန်ကတ္တာရှိခဲ့ပါတယ်။9ရက်လီလာ2025မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေ့အပူချိန်တွေဟာညရီမြို့မှာ40ဒသမ6ဒီဂရီဆယ်စီယက်ချောင်းမြို့မှာ40ဒသမ2ဒီဂရီဆယ်စီယက်ကော့ဂရိတ်မှာ40ဒသမ3ဒီဂရီဆယ်စီယက်ညောင်လေးပင်မြို့မှာ30 39ဒသမ3ဒီဂရီဆယ်စီယက်မော်လမြိုင်မြို့မှာ38ဒသမ3ဒီဂရီဆယ်စီယက်တထုံမြို့နယ်မူတော်မြို့မှာ38ဒသမ5ဒီဂရီဆယ်စီယက်စီနဲ့ကလေးဝမြို့ဖအံမြို့နယ်ဘေးလင်းမြို့မှာတော့38ဒသမ3ဒီဂရီဆယ်စီယက်တွေဖြစ်ကြပါတယ်။မှတ်သားဖွယ်ရာမွေးချိန်တွေကတော့ပဲခူးမြို့မှာ1ဒသမ4နှစ်လက်မမြားရီမြို့မှာ1ဒသမ2ချောင်းလက်မခရမ်းမြို့မှာ1ဒသမ3နှစ်လက်မကိုကိုကျွမြို့မှာ3ဒသမ6ရှင်လက်မမူတော်မြို့မှာ3ဒသမ9လက်မတထုံမြို့မှာ3ဒသမ9 ်လက်မှတာယာရီမျိုးမှာ3.63လက်မှ ရွှေကြည်မြို့မှာ3ညတသမာ5တလမမွန်ရွာမြို့မှာ3ညတသမာ43လမနဲ့ဖြူးမြို့နယ်ကြိုင်မြို့မှာ3ညတသမာ39လမစီတွေဖြစ်ကြပါတယ်။မင်္ဂလာပင်တော်ချင်းတွေကတော့ဒီနေ့မြန်မာဆန်တော်ချင်း7နှစ်ခွဲချိန်တိုက်ထွားချက်တွေရမင်္ဂလာပင်တော်အနောက်တောင်ပိုင်းနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိတဲ့မင်္ဂလာပင်တော်အရှင်းတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနယ်ရှင်ဝန် low pressure area ကတော့အနောက်ဘက်ကိုရွှေ့ရှားခဲ့ပြီးတော့အားကောင်းသောလေပြင်းအားနယ်ရှင်ဝန်အဖြစ်ကိုပုံမအားကောင်းလာကမင်္ဂလာပင်တော်အနောက်တောင်ပိုင်းနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိတဲ့မင်္ဂ င်လာပင်လေအနောက်လေပိုင်းကိုရောက်ရှိခဲ့ပါတယ်။အဆိုပါအာကောက်တော်လီဗီအာနယ်ရှင်ကတော့ကနအူးမှာမြောက်အနောက်မြောက်ဘက်ကိုရွေ့ရှားနိုင်ပြီးတော့ဒီကမှတဆင်မြောက်အရှင်မြောက်ဘက်ကိုပြန်ခွေက၁ရက်နေလာ2025မှာတော့ဘင်္ဂလားပင်လေအလေပိုင်းမှာတပြေးပြေးအာရော့သွားမယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်နယ်ပြင်မှာတိမ်တင့်တင့်ဖြစ်ထွန်းပြီးတော့ဘင်္ဂလားပင်လေမှာတိမ်အင်းတင့်တင့်ကနေတည်တူတတ်ပါတယ်။ မနက်ဖြန်မနက်ချိန်တည်းခမန်းကြကားရစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြနေပြည်တော်မကိုတိုင်းဒေသကြီးမကိုတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာကျကျနဲ့ကြတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာစိတ်စိတ်မိုးထစ်ချုံရွာပါမယ် ရရရနှုန်း80ပြပါတယ်မြမပင်လေပြင်မှာလှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်လှိုင်းမြင့်ဟာမြမကံရတက်ရှောင်းနဲ့ကန်းလွန်ပင်လေပြင်မှာ၄ပေကနေ၈ပေကရှိပါမယ်နောက်နေ့အတွက်ခမန်းကျန်ကတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးကိုတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း AR တိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျကျမိုးတက်ကြုံရပါမယ်နေပြည်တော်နဲ့နေတိုင်းအတွက်နက်ပတ်မနေ့ချိန်ဒီခမန်းကျန်ဟာတိမ်တင့်တင့်ဖြစ်ထွန်းပြီးတော့မိုးတက်ကြုံပြီးနေရာကွက်ကြမိုးရပါမယ်ရောင်းရရနှုန်း80ဖြစ်ပါတယ် ဲ့ရောင်မျိုးနဲ့အနှီးတွားအတွက်မနက်ဖြန်မနက်ချိန်တွေခံမှန်းကြဟာတိမ်သစ်တဲ့ဖြစ်တော့ပြီးတော့မိုးထေချုံကနေရာကွက်ကြမှုရပါမယ်။ရွာရရနှုံ80ဖြစ်ပါတယ်။မန္တလေးမြို့နယ်အနှီးတွားအတွက်မနက်ဖြန်မနက်ချိန်တွေခံမှန်းကြဟာတိမ်သစ်တဲ့ဖြစ်တော့ပြီးတော့မိုးထေချုံကနေရာကွက်ကြမှုရပါမယ်။ရွာရရနှုံ80ဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်အင်ပယ်လရှင်ရနေ့ဒီနေ့မွန်တန်17ရက်နေ့ချင်းနေ့စဉ်မိုးလေဝသတင်းထုတ်ပြန်ချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဒီနေ့မြန်မာစံတော်ချင်းမနက်7:00နာရီခွဲချိန်တိုင်းထွားချက်တွေအရဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့နေပြည်အားနဲ့ရောင်းကတော့ဘင်္ဂလားပင်လယ်ကိုအနောက်တောင်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ကိုအရှေ့တောင်ပိုင်းမှာဆက်လက်တည်ရှိပါရယ်။ အစောပိုင်းလိပိအာနယ်ရှင်ကတော့မြောက်ရုံရုံကိုရေရှားပြီးတော့ဆယ်ရက်လေးလ2025မှာတော့ဘင်္ဂလားပင်လယ်ကိုအနောက်အလယ်ပိုင်းကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ္ပိပင်လယ်ပြင်မှာတိုင်အသင့်တဲ့ဖြစ်တော်ပြီးတော့ဘင်္ဂလားပင်လယ်အော်မှာတိုင်အသင့်တဲ့ကနေတည်ယူတတ်ပါတယ်။ဒီနေ့ညနေချိန်ထိခန့်မှန်းကြကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြဘူတိုင်းဒေသကြီးမကူတိုင်းဒေသကြီးအီရော်တိုင်းဒေသကြီးသရင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာကျကျနဲ့ကြတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာစိတ်စိတ် င်ကိုထည့်ချုံရပါမယ်။ရွာရရာနှုန်း80ဖြစ်ပါတယ်။မြမပင်လေပြင်းမှာလှိုင်းနေငယ်ကနေလှိုင်းတဲ့တဲ့ရှိပါမယ်။လှိုင်းမြဟာမကန်ရတဲ့တချောင်းနဲ့ကန်လွန်ပင်လေပြင်းမှာ၄ပေကနေ၈ပေကရှိပါမယ်။နောက်နေ့အတွက်ကမန်းချက်ကတော့နေပြီးတော့ရောက်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရယာတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျကျကနေနေရာဆက်ဆက်မုတ်တဲ့ချုံရပါမယ်။ ။မြေပြာတဲ့အနေအထားအတွက်ဒီနေ့ညနေချိန်ကြီးခံမှန်းချက်ဟာတိမ်သေးတဲ့ဖြစ်ထုံးပြီးတော့မိုးတက်ကြောပြီးနေရာကွက်ကြမှုရပါမယ်။ရွာရအောင်80ဖြစ်ပါတယ်။ရောင်မျိုးနဲ့အနေအထားအတွက်ဒီနေ့ညနေချိန်ကြီးခံမှန်းချက်ဟာတိမ်သေးတဲ့ဖြစ်ထုံးပြီးမိုးတက်ကြောကနေရာကွက်ကြမှုရပါမယ်။ရွာရအောင်80ဖြစ်ပါတယ်။မန်းလေးမျိုးနဲ့အနေအထားအတွက်ဒီနေ့ညနေချိန်ကြီးခံမှန်းချက်ဟာတိမ်သေးတဲ့ဖြစ်ထုံးပြီးတော့မိုးတက်ကြောကနေရာကွက်ကြမှုရပါမယ်။ရွာရအောင်80ဖြစ်ပါတယ်ရှင်။